တိုင်ပွဲတွေနိုင်ငံအနှံ့ဖြစ်ပွားလာပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးတဲ့ကြိုးကမ်းပြတ်တောက်မှုတွေအထူအဖျက်တွေများနေချိန်မှာစစ်ကောင်ဆောင်ကခြေတုလက်တုတက်ဆင်တဲ့ကုမ္ပဏီဒရိုက်တာဖြစ်သူကိုဂုံနူးဆောင်ပွဲတစ်စိတ်ပေးအပ်ခဲ့တယ်လို့သိရပါဗျ။မြန်မာမျိုးသားတဝူးရဲပိုင်းတန်းကျွယ်ကုမ္ပဏီလီမိတက်တင်းတန်းဆက်မှုလက်မှု777ခြေတုလက်တုလုပ်ငန်းရဲ့ အချို့မှုဒရိုက်တာဒေါက်တာတန်တွန်းဦးကိုစစ်ကောင်စီကသူတမမနိဇောတာဒရပွဲစိတ်တော်ပေးရချင်းမြင်လိုက်ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့ဇန်နဝါရီလ၄ရက်နေ့ကကြာရောက်တဲ့89ကြိမ်မြောက်လူလက်ရေးနေ့မှာဒေါက်တာတန်တွန်းဦးကိုသူတမမနိဇောတာဒရပွဲစိတ်ပေးရချင်းမြင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒေါက်တာတန်တွန်းဦးဟာဗုဒ္ဓံကလျာဏယူဝအသင်း YMPA ရဲ့ဒုတိယဥက္ကဋ္ဌရီမှာတဝူးအပါဝင်ဖြစ်ပြီး 1980မှာခြေတုလက်တုလုပ်ငန်းကိုစတင်တည်ဆောင်ခဲ့ကမြန်မာနိုင်ငံစစ်မှုရန်ဟောင်းဘူအဖွဲ့ကိုဆက်သွယ်ပြီးခြေတုလက်တုလူရန်မှုတွေကိုလှုပ်ဆောင်ပေးနေသူဖြစ်တယ်လို့သိရပါဗျ။